မင်္ဂလာပါရှင်။ဒက်ဆယ်လီဘရီနူရဲ့စက်တင်ဘာလ16ရက်နေ့ည7:00နာရီတွင်နောက်ဆုံးရလူပညာသတင်းလေးကိုတင်ဆက်ပေးတော့မှာပါ။တ냐ဝင်ဝေးသိညာချီပေးပေမဲ့မိဘတွေကချိုးတက်နေပါနေလို့လူပြောများနေတဲ့ DJ ဘန်ဦးလေကြောင့်လူမြေကွင်းမှာမိခင်ကြီးကိုဘယ်သူမှမထင်ထားတဲ့ပြုမှုတစ်ခုကြောင့်လူပြောများနေတဲ့ဝိုင်းစုခိုင်သိရဲ့ကြောင့်ဒီစားလေးနဲ့ပတ်သက်ကစိတ်မကောင်းဖြစ်ကြရတဲ့နမေကြီးဆိုတော့ပို့ဖို့ရဲ့တရင်အခုလိုကြောင်းရင်ကြောင့်နမေကျော်လာတဲ့မြမပြီးက DJ ရဲလို့ရဲ့တရင် ထွက်ထွက်ပြေးဦးဆိုပြီးတော့နမယားနေတဲ့ထထမိုးဦးပလုံးဆွလင်းထက်ရဲ့အပါဝင်ဇာမာဖြစ်ပါရဲ့ရှင်။တညဝင်ွေသိန်းရာချီပေးမယ်မိဘတွေကချိုးတဲ့နှွမ်းပါနေလို့လူပြောများနေတဲ့ဒီချိန်ပိုင်းအောင်လေမင်္ဂလာပါရှင်ဆိုရှယ်မီဒီယာမှာခွေးရပိုင်းတွင်လူပြောများနေတာကဒီချိန်ပိုင်းအောင်လက်ပါဒီချိန်ပိုင်းအောင်လက်ခေါ်ထွေးမုံကိုရုပ်ရှင်တရုပ်ဆောင်မင်းသားနေမျိုးအောင်နဲ့ဇနီးတဲ့ဒေါ်အပြည့်စင်ရဲ့ချိန်မှာပြည်လူတွေများပါရှင် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ DJ ဘိုင်ဟိုလန်ဟာတရဏဂုံတချင်းကို DJ လို့ဒီလိုဖန်ဆီးခံလိုက်ရတာဖြစ်ပါတယ်။အခုအခါမှာတော့ DJ ဘိုင်ဟိုလန်ကချမ်းသာတဲ့လောက်မိဘတွေကနွမ်းပါနေတယ်ဆိုတာကိုလူတွေကသိချင်နေကြတာပါ။လူအများရဲ့စိတ်ထဲမှာမိကုံမောင်များစွာနဲ့တန်ခဲ့တဲ့တောင်းရတစ်ခုကတော့ DJ ဘိုင်ဟိုလန်ဟာထိတ်တန်း DJ တယောက်ဝိညာတရင်ဝင်ဝေတိမ့်နေရာချီရတယ်လို့နမဲကြီးနေတဲ့သူတယောက်ရဲ့မိဘရင်းတွေကဘာကြောင့်ဆင်းရဲနေပါနေတလဲဒီဖြစ်ပြရဲ့နောက်ကွယ်မှာဘလို့ဇလန်းတွေရှိနေမလဲ အခုသူအချုံနောက်ကြချိန်မှာသူမိဘတွေရဲ့ဘဝကရောဘလို့ဆက်ပြစ်မလဲဆိုတာပါပဲ DJ ဘန်အိုလဲဆိုတာနဲ့လူငယ်တွေကြားမှာမသိသူမရှိသလောက်ပါပဲမြန်မာနိုင်ငံရဲ့စေကြီးဆုံးနဲ့အောင်မြင်ဆုံးမျိုးသမီး DJ တရားဖြည့်ချက်တည်နေသူဟာသူရဲ့တညာဝင်ွေဟာတာမန်ဝန်ထမ်းတယောက်ရဲ့တသက်စာဝင်ွေလောက်ရှိတယ်ဆိုပြီးတော့ပြောဆိုနေကြတာတွေလည်းရှိပါရည်ဒီလိုအောင်မြင်မှုတွေဒီလိုငွေကြေးတွေကြားမှာနေထိုင်တဲ့ DJ ဘန်အိုလဲရဲ့မိဘတွေဟာကျန်းပုံတစ်ဖက်ကတယ်လင်းကြောက်တန်းဒီသားက ရှေပြောင်ရွာလေးမှာရွရွသားသားတောင်သူလင်သမားပွားနဲ့ဆင်းရဲစွာနေထိုင်နေကြတော့ဆိုတဲ့ချက်ကလူများကိုအံ့အားသိစေခဲ့ပါရယ်။တမီးအားဒီလောက်အောင်မြင်နေတာမိဘတွေကဘာလို့ဒီလိုဘဝမှာရှိနေရလဲဆိုတဲ့မိကွန်းတွေဟာဆိုရှယ်မီဒီယာမှာဘလို့ပြန်ခဲ့ပါရယ်။ဒီမိကွန်းတွေရဲ့ပြေကိုမချနိုင်ခင်မှာပဲသူ့ဘဝကိုတဆိတ်ချိုးပြောင်းလဲစေမဲ့ဖြစ်ပျက်ခြင်းတခုဖြစ်လာခဲ့ပါရယ်။ဒီကလေးရှက်ပိုင်းက DJ Ben Oletia ဗုဒ္ဓဘာသာဝင်တွေတွေထုတ်မြတ်ထားတာတနက်ကုံသုံးပါးသင်းကိုကလတ်တကုံမှာ remit လုပ်ပြီးတော့တိခိုက်ခဲ့တဲ့ PO ပိုင်းတကု online မှာပြန်နေသွားခဲ့ပါရင်ဒီဖြစ်အားဘာသာရေးနေငယ်ကျေးမှုကိုထိပါရရောက်တယ်ဆိုပြီးဝေဖန်မှုတွေပြင်းထန်ထွက်ပေါ်ခဲ့ပြီးမကြာခင်မှာပဲ DJ ဘန်းဦးလင်းနဲ့သူ့ရဲ့ခင်မွန်ဖြစ်သူကွန်မင်းထိုက်တို့ဖန်စီထိသိမ်းခံခဲ့ရပါတယ်တရင်တွေရဆိုရင်တော့သူတို့ပြင်မှုဆိုင်ရာဥတွေပုံမှန်တွေနဲ့ရေးယူထားပြီးနှိပ်ရှေထောင်နေတဲ့ကြာခံနိုင်ရတယ်လို့သိရပါတယ် အခုတော့အောင်မြင်မှုတွေရဲ့အထွတ်ထိပ်မှာရက်နေတဲ့တမိဖြစ်သူကအမားတစ်ခုကြောင့်ခြုံနောင်နဲ့ရောက်သွားချိန်မှာအဖေနဲ့မိဖြစ်သူတွေရဲ့ရှင်ထဲမှာတော့စိုးရိမ်တောက်ကရီနဲ့ပြင်းနေနေပါရီသူတို့ကတစ်ချိန်တစ်ခါအမားလုံးမိတဲ့တမိလေးကိုခွင့်လွှတ်ပေးဖို့ရဲရဲနေနဲ့တောင်းပန်ခဲ့ကြပါရီတမိဖြစ်သူရဲ့ဝင်ဝင်နဲ့မိသားစုစာဝတ်နေရေးကိုဖြည့်ရှင်းနေရတာဖြစ်လို့အခုလိုတမိမရှိတဲ့နောက်ပိုင်းသူတို့ရဲ့ဘဝအတွက်လည်းရှင်လင်းနေကြပါရီဒီဒီယာမှာသူတွေကြားထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးချက်တစ်ခုပေါ်ထွက်လာပါရီ ဲ့ဒါကတော့ဒီစေပန်အုပ်လက်ရဲ့ဝင်ငွေတွေကိုသူ့ရဲ့ရောက်ကမာခင်မုံတရဲ့မိခင်ကထိန်းချုပ်ထားတယ်။အပိုင်စည်းထားတယ်ဆိုတဲ့ပြောဆိုချက်တွေပါပဲ။ဒါကြောင့်ဒီအချိန်ပိုင်အုပ်လက်ကငွေဘလောက်ရှာရှာသူမိဘရင်းစီကိုထောက်ပံ့မှုတွေမရောက်ခဲ့တာ ဖြစ်နိုင်တယ်လို့လူအများကမှတ်ချက်ပေးနေကြပါတယ်။ဒါကတော့တိမပြုတ်နိုင်သေးတဲ့ပြောဆိုမှုတွေသာဖြစ်ပါတယ်။ဒီဂျေဘောင်လက်တရားသူရဲ့အမတွေဥရိယာပြစ်ဒဏ်ကိုကြားခံရမှာဖြစ်ပေမဲ့သူ့ကိုမိခိုနေရရင်နွမ်းပါတဲ့မိဘနှစ်ပါးရဲ့အနာဂတ်ကတော့မရေရာဖြစ်နေသေးပါဘူး။ ။တညကိုတညချီဝင်ခွေရှိခဲ့တဲ့ကျေတဝင်းရဲ့မိဘတွေဘာကြောင့်ဆင်းရဲရသလဲဆိုတဲ့မိခွင့်ရဲ့ဖြေမှန်ကိုတော့သူတို့မိသားစုဝင်တွေကလွှဲရင်ဘယ်သူမှတိတိကျကျသိနိုင်မှာမဟုတ်ပါဘူး။ဒီကြောင့်ရနဲ့ပတ်သက်ပြီးတော့မိဆွေတို့ရဲ့အမြင်တွေကိုလည်းကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့တာပါအောင်ရှင်။လူမြင်ကွင်းမှာမိခင်ကြီးကိုဘယ်သူမှမထင်ထားတဲ့အပြုတ်မှုလေးတစ်ခုကြောင့်လူပြောများနေတဲ့ဝိုင်းစုခိုင်တဲ့ အခုလက်တော့ internet ပေါ်မှာလူပြောများနေတဲ့အကြောင်းလဲကတော့ပရိသတ်တွေနဲ့အတူရှိုးပွိုင်းကျင်းပနေတဲ့လူမျိုးကွင်းရှိမှာမိခင်ကြီးကိုမတင်မှတ်ထားတဲ့အပြုတ်မူလေးတစ်မျိုးနဲ့ဆက်ဆံခဲ့တဲ့နမကြီးဆိုတော့ဝိုင်းစုခိုင်သိမ့်ပါမြေတန်းတချင်းတစ်တွေထွက်တိုင်းလဲအောင်မြင်မှုတွေကိုယနေ့ထက်တိုင်အောင်ရနေတဲ့ပြင်ပရိသတ်တွေရဲ့မလွတ်စတမ်းအားပေးမှုကိုခံနေရတဲ့ဝိုင်းစခိုင်သိမ့်ကမိခင်ကြီးကိုအခုလိုအပြုတ်မူလေးနဲ့ဆက်ဆံခဲ့တဲ့တချို့ကလည်းတော်တော်လေးကိုအားအသင့်သွားကြတာပါ ဝိုင်းစုခိုင်တဲ့မိခင်ကြီးကတော့သူမနားမှာဘယ်သူမှမရှိရင်တော့ဘယ်သူမှမထောက်ခံပေးနိုင်တော့မှအများရန်ဝိုင်းစုရဲ့ဘေးနားမှာအခိုင်အမာနဲ့ယက်တီပေးနေခဲ့တဲ့တဝီတော်လို့ဆိုလို့ရပါတယ်ဝိုင်းစုနဲ့များစွာသောပြဿနာတွေကြားထဲမှာစိတ်သက်ကြနေတာမှာမိခင်ကြီးကအနာမှန်နေတဲ့တမိဖြစ်သူကိုအပင်ရင်ဆောက်ရှောက်ပေးနေကြတာပါရှိုးပွဲတွေမှာလည်းမိခင်ဆိုတဲ့အရှင်ဝါကိုအန်ဒီရီချားမှာဆောက်ရှောက်ပေးနေကြပါတယ်။အလုံးလိုက်သိစားတဲ့အတိုင်းဝိုင်းစုနဲ့ကမြမအမှုပညာလောကရဲ့ထိတ်တန့်မျိုးသမီးအစိုးရတို့ဖြစ်တယ်လို့မင်းသမီးဒလန်ဆိုရင်လည်းမမှားပါဘူး။ ဝမ်းစုခိုင်တဲ့ကအနုပညာလောကတိကိုတယုံဆောင်မင်းမေးတယောက်နေနဲ့ဝင်ရောက်လာခဲ့မယ်လဲနောက်ပိုင်းထင်သလားအောင်မြင်မှုမရရှိခဲ့ပဲနောက်ထပ်ရွေးချယ်စရာတစ်ခုကိုကူးပြောင်းခဲ့တာပါဝမ်းစုခိုင်တဲ့ကအတန်နေအတန်ထားအတန်ကာလာတွေကစပြောစရာမလိုအောင်ကောင်းလွန်းလာကြောင်းအခုလိုမျိုးတယုံဆောင်ဘွားနေအစောရောဘွားကိုကူးပြောင်းလိုက်တာပါဒီလို career တွေပြောင်းပြီးတော့မှသူမရဲ့တခြင်းတွေကအရန်ကိုကောင်းလွန်းလာကြောင်းယနေ့ထက်တိုင်အောင်ထွက်သမျှမလွတ်စတန်အားပေးနေကြတဲ့ပရိသတ်ကြီးကလည်းခမများများရေပါဝမ်းစုခိုင်တဲ့နဲ့အနုပညာဝမ်းစာပြည်လာတာကြောင်းအစောရောလောကမှာ အောင်မြင်ခဲ့လိုမျိုးဗီဒီယိုဇက်ကားတွေမှာလည်းရုပ်ရှင်ဇက်ကားတွေမှာရောတရုတ်ဆောင်ပါမီပါလာကြောင်းထိုင်းလျောက်ကိုအားပေးမှုရရှိခဲ့ပါတယ်။ဒီမရဲ့ဘဝအောင်မြင်မှုတတိကြီးရရှိခဲ့မယ်လဲအချင်းရင်တော့ကံမကောင်းခဲ့ရှာပါဘူး။ဝိုင်းစွန်နဲ့အချင်းကိုတော့ပရိသတ်ကြီးတွေလည်းအားလုံးသိထားကြမှာပါ။ဝိုင်းစွန်နားချင်းစရာကောင်းလာတဲ့အချင်းရင်ဇလန်းနေကြောင်းလဲတချင်းတွေကပို့ပြီးတော့အထိပယ်ရှိရလို့ပရိသတ်တွေကမှတ်ချက်ပေးကြပါတယ်။ဝိုင်းစွန်တွေခုလိုမျိုးအောင်မြင်လာတဲ့နောက်ပိုင်းမှာအများနဲ့အားပေးအောင်မြောင်းတဲ့အနားမှာရှိပေးခဲ့တဲ့အကြောင်းရင်းကလည်းဝိုင်းစွန်တွေရဲ့နှစ်ယောက်မရှိနိုင်တဲ့မိခင်ကြီးပါပဲ။ အခုတော့တမင်းရဲ့ရှိုးဝဲရဲ့နောက်လိုက်ရင်လူမြင်ကွင်းမှာဝမ်းဆုရဲ့ပြုတ်မှုလေးတစ်ခုကြောင့်ပရိသတ်ကြီးကတကယ်ကိုချီနူးပီတီဖြစ်နေခဲ့ရတာပါဝမ်းဆုရဲ့တကောရှိုးဝဲကိုအမြဲတမ်းတွားရောက်အားပေးနေကြတဲ့ပရိသတ်တွေကိုမသိပါပဲဝမ်းဆုရဲ့မိခင်ဖြစ်သူကမြဲလို့လို့တမင်းလေးရဲ့ရှိုးဝဲနောက်လိုက်ရင်အားပေးနေတဲ့သူပါအခုလည်းရှိုးဝဲကအချင်းကြတာမှာမိခင်ဖြစ်သူကထိုင်နေရတဲ့အထိကြာလာတာကြောင့်တကူလုံးတောင့်တင်းနေဟန်တူပါရင်ဒါ ው သိတယ်သမီးလိမ္မာလေးဝိုင်းစုကမိခင်ဖြစ်သူလက်တွေခြေောက်တွေကိုနှိမ့်နေပြီးနှထင်လေးတွေကိုနှိမ့်ပြီးနေတဲ့တက်တောင်အစွမ်းကုန်ကုသပေးနေကြတာပါ အမေတက်တာရလားလို့လဲချစ်စပွဲမေးလိုက်မြန်လိုက်နေမို့ပရိသတ်တွေရဲ့မြန်မာတော်ဝိုင်းစုကတမျိုးလေးချစ်ဖို့ကောင်းနေတာပေါ့ဘာပဲပြောပြောခုလိုအောင်မြင်နေတဲ့ဝိုင်းစုကမိခင်ဖြစ်သူအတွက်ဆိုရင်အကောင်ခွားချရင်နဲ့မိခင်ချင်းမှာအောက်ကျုပ်ခင်မြစ်တာရင်းနဲ့နှိမ့်နေပေးနေတဲ့မြင်ကွင်းလေးကတကင်းကိုရှင်ထဲမှာချီနူးစေခဲ့တာပါမိဘကိုဒုတိယဖခင်လို့ကိုယ့်ရဲ့ပြုစုဆောင်ရှောက်တဲ့သားသမီးတိုင်းကတော့အောင်မြင်မှုတွေကြိုးစိုးနေတယ်ဆိုတော့ဝိုင်းစုကတက်တည်နေနဲ့ပြလိုက်တာပါပဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့ကြရင်ပရိသတ်တွေကရော ဝိုင်းစုခိုင်တင်ရဲ့အခုလိုပြုံဝင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်မိသလဲဆိုတာပြောပြသွားကြပါအောင်ရှင်တော့နိုင်သူလိုနာမည်ကြီးဆိုတော့ကိုရီးစားမတော်စေခြင်းမူဆိုတဲ့ပုပ်ပုအားလုံးမေမင်္ဂလာပါသဲဆယ်လီဘရီနျူဘေးကနေပြန်လည်ကကြိုဆိုလိုက်ပါရီပုပ်ပုကဂီတာဘက်မှာအောင်မြင်မင်းမချီရေးမှာတော့မကြခနာကန်ခေတက်သူပါရီးစားရီအများကြီးထားပေမဲ့လေတယောက်နဲ့မှဘူးစာမဆုံးခဲ့ဘဲနဲ့အသက်35နှစ်ရောက်သွားခဲ့တဲ့ပုပ်ပုကဂျပန်အားကောင်းလေးတယောက်နဲ့တော့ချစ်မိသွားခဲ့ပါရီ ူထက်အတန်ငယ်ရင်းချစ်သူလေးကိုတွေ့ကျင်လို့ပိုပိုကဂျပန်ထိလိုက်သွားပြီးတော့ငွေပန်းစည်းကြီးတွေကိုလည်းလက်ဆောင်ရခဲ့ပါသေးတယ်။ပိုပိုရဲ့ဖနဲ့ကျိုးကအစာချိပေးတတ်တဲ့ချစ်သူဖြစ်ပြီးပိုပိုတွေ့လူရေးမှန်တယ်ဆိုပြီးတော့ပျော်ရွှင်ခဲ့ပါသေးတယ်။မြန်မာကနေဂျပန်ထိသွားတွေ့ကြတာမလို့သူတို့နှစ်ယောက်တော့ဒီတစ်ခါတကယ်မြဲပြီလို့ထင်မိပေမယ့်ဂျပန်ကနေအပြန်လေရောက်လာတဲ့နောက်မှာပိုပိုကလန်းခွဲလိုက်ပါတော့တယ်။အမုန်းနေနဲ့လန်းခွဲတာမဟုတ်ဘဲနဲ့တယောက်နဲ့တယောက်ချိန်မပေးနိုင်လို့လန်းခွဲတာပါဆိုပြီးအခြေရေးကပြီးဆုံးသွားပါတော့တယ်။ ပပိုကတယောက်တည်းအေးချမ်းသွားပြီလို့ခြင်းမဲမဲ့ဂျပန်ကရီစာဟောင်းရဲ့ဖခင်ကတော့သူသားကိုပပိုကအသုံးချတယ်ဆိုပြီးတော့ပြောဆိုခဲ့ပါတယ်။သူသားကဂျပန်မှာအလုပ်လုပ်နေတာအဆင်ပြေနေပေမဲ့ပပိုရောက်လာလို့အလုပ်ကနေနှစ်ပတ်ခွင့်ယူလိုက်ရပြီးတော့ပပိုနဲ့တူရှောက်လေပေးခဲ့ပါတယ်။အလုံနာလိုက်ရလည်းရှိတဲ့အပြင်ငွေကုန်ချေးကြလည်းခံမိမဲ့ပပိုကတော့မြန်မာနိုင်ငံကိုပြန်ရောက်ပြီးမကြခင်မှာလန်ခွဲသားလို့တားဖြစ်သူကိုစားမခံမရနိုင်ဖြစ်ခဲ့ပါတယ်။ ပပိုပါမလည်းအဝတ်ကျပြောပေးမယ်ပပိုကတော့ပြန်လာချိန်မှာသူ့သားလေးကိုထားသွားတာကြောင့်မချိန်နိုင်ခဲ့ပါဘူးတကယ်ချစ်တာကြောင့်လားပပိုကိုကောင်းလေးကဂျပန်ထိခေါ်ခဲ့တာကုန်းကြစီတွေခက်ခဲ့ရပါတယ်ဒါကြောင့်ဖခင်တယောက်အနေနဲ့တော့သူ့သားလေးခံစားရတာကိုမကြည့်ရခဲ့ပါဘူးပပိုကတော့ဂျပန်ကိုသူ့ခေါ်လို့သွားတာမဟုတ်ဘဲနဲ့သူ့ဘာသာသွားရင်းနဲ့တွေ့တာလို့ဆိုပါတယ်ပပိုကဂျပန်ကပရိသတ်တွေဝယ်ကြည့်တာကိုပဲစားပြီးတော့သူ့ငွေကိုသူ့ကိုပဲပြန်ပေးလိုက်တယ်လို့ဖြေရှင်းထားပါတယ် ခနဲရှင်မွေအုပ်ထုပ်တွေကိုလေဝယ်ပေးခဲ့ပြီးကျောင်းဝယ်ဖို့အတွက်ဒေါ်လာ300ကိုလေပပူကပေးလိုက်တာဖြစ်ပါရည်ဒီစားဟောင်းရဲ့ဖေကထင်လွှဲနေတယ်လို့တစ်ဖက်သေးကပဲကုန်ကြခဲ့တာမို့ပဲပပူဘက်ကလည်းကုန်ကြငွေများခဲ့ပါရည်ပပူလည်းကိစင်တခြားမှာတူတူကုန်ကြခံနေပြင်မြန်မာနိုင်ငံကိုပြန်လာတဲ့အချိန်မှာလေငွေကိုပြန်လွှဲပေးလိုက်ပါသေးတယ်အတူတူငွေကုန်တာဖြစ်ပေမဲ့လေအများမြန်မာတော့ပပူကတစ်ဖက်ကိုသုံးချပြီးလမ်းခွဲခဲ့တယ်လို့မြင်သွားခဲ့ကြပါရည် ပဆက်ကုံမှာဆိုရင်ဆယ်လီကိုရီစားစကားလောင်ပြောပါနေဆိုပြီးတာမန်လူကိုတွဲမိတာကိုနောင်တရနေပါရီပို့ပို့အတွက်တော့တာမန်လူလို့မမြင်ပေမဲ့တစ်ဖက်ကတော့တကယ်ချစ်ခဲ့တာဖြစ်ပြီးအလုတ်ကနေခွင့်ယူကအင်ရှင်ပီးသားခဲ့တာပါအိုးဘက်ကကြည့်ရင်တော့တာမန်သူနဲ့တွဲပြီးဆွရှုပ်စရာဖြစ်နေခဲ့ပါရီပို့ပို့ကအရင်ကရီစားတွေအကြောင်းတစ်ခုမှမရှင်းခဲ့ပေမဲ့လည်းအခုတော့ဂျပန်ကကောင်လေးရဲ့မိဘတွေကထင်လွဲနေတာကြောင့်ရှင်းပြင်းရှင်းနေရပါရီ ဥပမာတော့ဂျပန်မှာလုံးလုံးနေတဲ့မြန်မာကောင်လေးနဲ့တွဲမှာဂျပန်ကိုသွားနိုင်တာမဟုတ်ပဲသူမရှိလေသွားနေအောင်မှာဖြစ်ပေမယ့်ဒီတစ်ခါမှာတော့လူသိရှင်ကြားပြောခံလိုက်ရတာပါဥပမာငငယ်လေးက broker family ကကြီးပြင်းလာပြီးမြေတားငခရသူဖြစ်တဲ့အတွက်ဘယ်သူမှမမယုံရဲတော့ပါဘူးငယ်ဘွားမှာဝန်ထဲဆရာတွေနဲ့ပြင့်နေတဲ့ပုပ်ပုပ်ကရေးစားများတယ်ဆိုပြီးတော့လေလူသိပြီးတော့ကြွေရမှာတော့သူရဲ့ခန်းစားချက်ကိုနားမလည်ပေးနိုင်ကြဘူးလို့ဆိုပါရီဂျပန်ထိသွားလေပြီးမှဝင်မသုံးနိုင်ရင်ရေးစားစကားလာမပြောပါနဲ့ဆိုတဲ့ပုပ်ပုပ်ကပဲမှားနေရတာ ။ဒါအပေါ်တစ်ဖက်ကပဲမာနီယာလာဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။အခုလိုအကြောင်းရင်းကြောင့်ကမ္ဘာကျော်လာတဲ့မြန်မာပြည်က DJ ရဲလို့မြန်မာဆိုတော့ကမ္ဘာမှာဝင်ယွင့်ကြွားနိုင်အောင်စူးစမ်းနေတဲ့လူငယ်တွေအများကြီးရှိပါတယ်။အကစားဘက်မှာဆိုရင် One Championship ကမ္ဘာ Champion ဖြစ်ခဲ့တဲ့ Joshua Van အမှုပညာဘက်မှာဆိုရင်ကမ္ဘာတိအောင် Moral Pinnacle စသဖြင့်ပေါ့ ဒါပေမဲ့ဒီကဗီဒီယိုမှာတော့မြန်မာပြည်ရဲ့ night life မှာတော့မကမနေခုဆိုရင်အာရှတိုင်းရဲ့နိုင်ငံတော်တော်များများမှာသူရဲ့ဂီတတန်ဆင်နေအောင်မှာကောက်ခုံနေရတဲ့ကမန်းစင်မီမြန်မာနိုင်ငံသား DJ နဲ့ music producer တယောက်ကြောင့်ကိုပြောပြပေးသွားမှာပါသူကတော့ DJ ရဲ့လိုပဲဖြစ်ပါတယ်ရင်လုံဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ပြရင်းကပရိသတ်တွေတော်တော်မစိမ့်ပါဘူးဒါပေမဲ့အခုချိန်မှာတော့ရင်လုံဟာမြန်မာနိုင်ငံရဲ့နေနမိတ်ကိုကြောင်းထုံးသွားခင်ပါပြီ အင်းဒီချင်းနိုင်ငံဖြစ်တဲ့ Thailand, Vietnam, Cambodia, Indonesia နဲ့ Singapore ကသူ့ကိုမသိတဲ့ Indian breed မရှိတော့ပါဘူး။သူရဲ့ပွဲတွေမှာဆိုရင် Durain ထောင်နေချိန်ပြီးအားပေးကြတယ်။အခုဆိုရင်ဂီတရဲ့စီစောင်းမြင့်မာတယ်။တောင်ကိုရီးယားနဲ့တရုတ်ပြည်ပကြီးထီကိုသူရဲ့ခြေလက်တွေရောက်နေပါပြီ။ဘာကြောင့်လဲလို့ထင်အောင်မြင်ရလဲ။သူကတာမန် DJ တယောက်လို့သူများရဲ့သချင်းတွေကိုဖွင့်ပြနေရတဲ့အစင်တစင်တက်ပြီးတော့ Music Producer တယောက်အနေနဲ့ရက်တည်ခင်းလို့ပါပဲ။သူဖြစ်တော့နိုင်ငံတကာမှာခေတ်စားနေတဲ့ ဘေးဖန်နဲ့ဗီနာဟောက်စ်လိုဂီတမျိုးစားတွေကိုသူ့ရဲ့ကိုပိုင်ဟန်နဲ့အမိုက်စာရီမစ်တွေဖန်တီးနိုင်ခဲ့တယ်။ဥပမာပြောရရင်တော့တရုတ်ပြည်မှာအရန်ပေါက်သွားခဲ့တဲ့ Sky နဲ့ Light Side ချင်းကိုသူဖန်တီးထားတဲ့ရီမစ်ဟာဆိုရင် Original ထက်တောင်ငိုကြိုက်များခဲ့တယ်လို့ K-pop လောကရဲ့အကြံကြီး Super Junior ရဲ့ Sorry Sorry တဲ့ချင်းကိုသူပြန်လည်ဆန်းသစ်ထားတဲ့ရီမစ်ဆိုရင် Korean ပြည်သူတွေကြားမှာတော့အားသင့်စရာကောင်းလာအောင်ပေါက်ခဲတာပေါ့။ ဒါပေမဲ့လူအောင်မြင်မှုတွေကသူ့အတွက်အလွယ်တကူရခဲ့တာတော့မဟုတ်ပါဘူး။ဆောက်ပိုင်းမှာတော့သူ့ကိုပြင်းရင်းမှာအတန်တိုးချဲ့ DJ ဆိုပြီးတော့တာမန်ရှုမြင်မှုတွေအထင်သေးတဲ့ဝေဖန်မှုတွေအများကြီးရှိခဲ့ပါတယ်။ဒီလို negative တွေကိုရင်လုံကစကလုံးနေနဲ့ပြန်မထုတ်ပြန်ခဲ့ပါဘူး။သူ့ရဲ့လို့သူ့ရဲ့အရေးသူတွေနဲ့ပဲသက်သေပြခဲ့တာပေါ့။ဝေဖန်မှုတွေကိုသင်ခန်းစာယူတယ်။အကောင့်မြင့်စိမ့်နဲ့သူ့ရဲ့အလုပ်ကိုပဲ professional ဆက်ဆံအာရုံစိုက်ခဲ့တယ်။အဲ့လိုစူးစမ်းမှုရရလက်ကတော့ရှင်းပါတယ်။ဒီနေ့မှာတော့သူ့အထင်သေးခဲ့တဲ့သူတွေတော့မှမှင်းသက်သွားရောက်တဲ့အထိကိုအောင်မြင်မှုတွေရယူနိုင်ခဲ့ပြီးတော့ သူရဲ့ရေသွေးကိုကမားတော်အတိမတ်ပြုလာပါတယ်။ကမားကျော် DJ producer တယောက်ဖြစ်တဲ့ Scarlet ကတော့မှ Yellow ကိုအလားလာရှိဆုံး DJ တဲကတယောက်ဖြစ်နေသတ်မှတ်ခဲ့ပါတယ်။ဒါပြင်ကင်ပေါ့နာမည်ကြီး Generation အဖွဲ့ဝင် ရောင်ရုံးနဲ့အတူစင်မြင်းတစ်ခုထဲမှာဖျော်ဖြေခွင့်ရခဲ့သလိုဂီတဝိုင်းဆိုင်ရာအလုပ်တွေကိုပါအတူတူလုပ်ကင်နေပါပြီ။ Yellow ရဲ့ဇလန်းကကျမတို့ကိုဘာသင်ကန်းစာပေးလဲဆိုတော့ကိုယ့်ရဲ့လုပ်ကိုကိုယ်ယုံကြည်တဲ့ professional ဆန်းဆန်းကြိုးစားနေဆိုရင်ဘလို့ဝေဖန်မှုတွေဘလို့အနှောက်အယှက်ကမှကိုယ့်ရဲ့အောင်မြင်မှုကိုတားဆီးနိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။ သူဟာအတိုက်ခိုက်တွေကိုကြော်လာပြီးနိုင်ငံတကာမှာမြန်မာဂုံကိုစောင့်နေတဲ့လူငယ်တယောက်ပါသူရဲ့ဇွဲလုံးလောက်စူးစမ်းအထုတ်မှုတွေကတကယ်ကိုလေးစားစရာကောင်းပြီးတခြားနယ်ပယ်တိတိကလူငယ်တွေကပါအတူယူစရာစံပြကောင်းတယောက်ဖြစ်လာခဲ့ပါတယ်။ဇောနာကပြောခဲ့လို့ပဲရေလိုဟာအင်တာနက်ပေါ်မှာနာမည်ကြီးတဲ့ trend ဖြစ်သွားရင်တယောက်ဆိုတော့ sky နဲ့ light sign ဆိုတဲ့တခြင်းကို amide sorry miss လောက်ထားတယ်လို့တခြားသောနာမည်ကြီးဆိုတော်ရင်ရဲ့တခြင်းတွေကိုလည်း amide sorry miss ဖြစ်နေပုံဖော်နိုင်တာပေါ့။ လက်လုံးမဆိုရင် yellow fan ဤထားတဲ့ K-pop legend အဖွဲ့ Super Junior ရဲ့ Sorry Sorry remix ဟာ Korean fan တွေတော်တော်လေးကိုကြိုက်ကြပါပရိသတ်တွေကတော့ DJ yellow ရဲ့ Very Miss ကိုအကြိုက်ဆုံးလဲဆိုတာကဘာပေါ်မှာရှိတဲ့ DJ ဖြစ်လာတဲ့ yellow နဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့မြင်လေးကိုလည်းပြောသွားကြပါအောင်ရှင်ထထပြေအောင်ဆိုပြီးတော့နမေရနေတဲ့ထထမော်အိုကလုံးဆွေလင်းတဲ့ အခုချိန်မှာတော့ထက်ထမိုးကလုံးဖြစ်ကနေထွတ်ထွတ်ပြေးဦးဖြစ်နမည်ကြီးနေတာကဆွေရင်းထက်ပါလူတော်အများသိကြတဲ့အတိုင်းထက်ထမိုးဆိုတာကတော့မြမတနိုင်ကလုံးကချက်ကြတဲ့ထိတ်တဲမင်းသမီးတစ်လက်ဖြစ်ခဲ့သူပါအထူးသဖြင့်ထက်ထမိုးကရုပ်ရှင်မင်းသမီးဖြစ်တာမကမြမနိုင်ငံရဲ့ထိတ်တဲကျညာပြေမှာဖြစ်တင်းစားရောက်လာအောင် TV ကျညာမျိုးစုံကိုရှိုက်ကူခဲ့တာပါအခုခေတ်လူတိုင်းဒီပိုင်းငယ်ဘဝမှာထက်ထမိုးရဲ့ TV ကျညာကလွှမ်းမိုးမှုရှိခဲ့တာဖြစ်ပြီးဘေးကွန်ပစ္စည်းမဲ့တဲ့စိတ်မဆိုးတထက်မအိုးကျညာမှာပေါက်တဲ့ခေတ်တစ်ခုရှိခဲ့ပူတာဖြစ်ပါတယ် ဒါကြောင့်လေကုဒတံမိုးတရားကိုတက်ကြီးနေတဲ့ချိန်မျိုးမှာတော့သူမရဲ့နာမည်ကျော်ကြားအောင်မြင်မှုရှိန်ဝါကကြီးမားနေသေးပါဒါကြောင့်မလို့လေတက်တက်မိုးပုံစံလေးလောက်ကြတဲ့သူတွေတက်တက်မိုးရဲ့ကြညာတွေကိုစောကြတဲ့သူတွေရှိကြတာဖြစ်ပါတယ်ကြပင်မီဒီယာတွေကလည်းတထက်မုံနာမည်နဲ့အသေးအတန်သတင်းရေးကြတာတွေတထက်မုံပုံစံတရုပ်ဆောင်ကြတဲ့သူတွေကိုမရရအောင်ရှာပင်အင်တာဗျူးကြတာတွေရှိပါတယ်တထက်မုံကလုံးတွေအများကြီးတွေကမှနာမည်ကြီးဆုံးတာတထက်မုံကလုံးဆွေလင်းထက်ပါ ။နမကြီးဆယ်လီဆယ်လင်းထက်ဆိုတာကတော့ NCVD မင်းမယာတို့ဖြစ်တဲ့သူရဲ့ idol တထမိုးအတန်ရောက်ရောက်ပါတချို့ရဲတူနေတာဖြစ်ကထထမိုးပုံစံမျိုးနဲ့တတော်စော်တာမီဒီယာအင်တာဗျူးတွေဖြစ်နေတာဖြစ်ပါတယ်။ပရိသတ်တွေကတော့တတော်လေးကိုဆွေလင်းထက်ကိုအားပေးတာဖြစ်ပါတယ်။ဆွေလင်းထက်ရဲ့ပုံစံနေပုံထိုင်မှုတွေကတကယ်ကိုမှထထမိုးမှထထမိုးစစ်ပါပဲ။ဒါကြောင့်လေဆွေလင်းထက်ကိုပရိသတ်တွေကထထမိုးနဲ့တူလို့အားပေးကြတာပါ။ ဒါကြောင့်လေဆယ်လင်းထက်ဟာရန်နာပွဲစားဖြစ်ကောကျညာတွေပါရှိုက်ကူးနေရပါပြီ။ဆယ်လင်းထက်တရားထက်ထမုံနဲ့ပေါ်တူတာကတော့ TV ကျညာခက်မှာထက်ထမုံရဲ့စတိုင်တစ်ခုကြောင့်မှာအဆိုအားစတိုင်ကတော့ထက်ထမုံဟာဝေးကနေပြေးလာပြီးဂျက်တိုင်ကတော့နေရန်နာတို့ကိုပြပြကလိုက်တဲ့ကွက်ပါ။အဆိုအားကွက်ဟာထက်ထမုံရဲ့ပင်တိုင်ကွက်ပါပဲ။ဒါကိုဆယ်လင်းထက်ကလိုက်လုပါတယ်။လူတွေကလည်းဆယ်လင်းထက်ဒီလိုလုပ်ရင်ထက်ထမုံနဲ့ပေါ်တူတွေဆိုပြီးတော့မြှောက်ပေးထားတာပါ။ဒါကြောင့်လေခုတော့ဆယ်ဒီဆယ်လင်းထက်တရားမန်လေးမြို့ကလမ်းတွေမှာ ကားရိုင်ဆိုင်ကလေးဈားထဲမှာပက်ပြေးနေပါပြီ။ဒါကြောင့်လေလူတွေကဆွေနှင်းထက်ကိုနမဲကြီးရုပ်ရှင်မင်းသမီးထထက်မုံရဲ့ညမထထက်ပြေးဦးဆိုပြီးတော့စားနောက်ကြတာပါ။အချို့ကလေဆွေနှင်းထက်ကိုဒီလိုကားလမ်းတွေမှာပက်ပြေးနေလို့တခုခုဖြစ်မှာစိတ်ပူကြတာဖြစ်ပါတယ်။ဆွေနှင်းထက်ရဲ့ဒီလိုပြေးလွှားနေတဲ့ဗီဒီယိုတွေဟာလူအများအတွက်ရေမောပျော်ရွှင်စရာဟာသာတခုဖြစ်ခဲ့တယ်လို့သူ့ရဲ့တတိယပြိသက်ကိုဖျက်ပြေးလို့စိတ်ကိုလည်းချစ်ကြခဲ့ကြပါရင်တကယ်ကောမှာထထက်မုံစစ်လို့ပဲအားရရဆိုတဲ့မှတ်ချက်တွေအများကြီးတွေ့ရပါတယ်။ဒါပေမဲ့ဒီဘက်မှာတော့စိုးရင်ကြတဲ့အတန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုကားတွေဆိုင်ကယ်တွေစားတဲ့ပြေးလွှားနေတာအန္တရာယ်များလို့နေတခုခုဖြစ်သွားပါပြီဆိုပြီးတော့သူ့ရဲ့လုံခြုံရေးအတွက်စိတ်ပူကြတဲ့ပရိသတ်တွေလည်းတူနေတယ်ပါပဲချုပ်ပြေးသက်သက်ဆိုပေမဲ့အသက်အန္တရာယ်နဲ့နေလို့နေလို့ထောက်ပြတာတွေလည်းရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ဆွေလင်းထက်ဟာထထမဟုတ်ကိုအားသရာကနေသူ့ရဲ့ထူးခြားတဲ့ရည်ချင်းကိုသုံးချပြီးပရိသတ်ချစ်တဲ့ celebrity တယောက်ဖြစ်လာတာတော့အမှန်ပါပဲထထမဟုတ်ကလုံးကနေထွက်ထွက်ပြေးဦးဆိုတဲ့နာမည်ပြောင်းထိရအောင်ဖန်တီးခဲ့တာကတော့ သူ့ရဲ့နုပညာလို့ဆိုရမလားပါပဲဒီပြောကြည့်ရှုနေတဲ့သူတွေအရောဆွေလင်းထက်ဟာထက်ထမုံနဲ့တကယ်တူးသလားဆိုတာပြောသွားပေးခဲ့ပါအောင်ချင်း